ောင့်ကျွန်တော်တို့မှာကဘာလို့မအားကိုးလို့မရကိုဘကူကူမကိုဘကူကေမရမယ်အနေထားလေနော်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် စစ်အာဏာရှင်စနစ်ကြာရှုံးရမည်ညီမတပီလုံးအတိုင်းတန်နီးပါဖြစ်သွားတာအခုခမန်းကြတာကခမန်းကြတာကအသေးပြောက်ညားမယ်ဆိုတဲ့ပုံစံမျိုး ပြောကြတယ်လေနော် တချို့ဆိုလို့ရှိရင်မှားနာတော်တော်ကိုမြင့်တယ်မှားနာတော်တော်မြင့်တယ်ဆိုတော့ပြင်းအားကလည်းတော်တော်မြင့်တယ် 7.7နော်7.7 magnitude ဆိုတာကတော်တော်ကိုများတယ်ဆိုတော့အခုလောလောဆယ်ဒီဆုံးတာတွေဒဏ်ရတာတွေကဆင်းရဲတိကျဘလို့မှမဖြစ်လာဒီသူတွေဘဝမှာလဲငါတို့မှာငါတို့ပဲရှိတယ်ဆိုတော့တကယ်မှန်တရားကိုဘကူပဲကူကကိုခဘကူပဲကေရ တချို့နိုင်ငံတကာအဖွဲ့အစည်းတွေခန့်မှန်းတာကလူတော်တော်လို့ထောင်သိကြနိုင်တယ်လို့ခန့်မှန်းကြတယ်မဖြစ်ပါစေနဲ့မဟုတ်ပါစေနဲ့လို့ပဲကျွန်တော်တို့ဆုတောင်းရမှာပေါ့ဒီလောက်တော့နော်ဒီသူတွေကဒုက္ခရောက်နေတယ်ငလျင်တန်ကြအဲ့ချိန်မှာမအားလာက

လူငရဲဆိုတာပြောရမလို့တော့ဖြစ်နေပြီမာလာအိမ်မတိုင်ခင်ကအနာရှင်သဘောဘီးတံကအမျိုးမျိုးနောက်ဆက်တော့အမှတ်မိမှာပေါ့နော်နာဂစ် ဤသူပေါင်းတသိန်းကျော်သေးတယ်လို့ပြောတာဒါပေမဲ့အဲ့ခက်ကတန်းရွှေတို့ကဒါကိုစည်မထုတ်ဘူးဥမာအမေရိကန်ရေတပ်သမောကြီးရရှိတယ်စင်သက်ဘင်္ဂလားပလန်ပေါ်မှာလာပြီးကူပြရစီဆိုလက်မခံဘူးဤသူပေါင်းနှစ်တန်းကျော်အိုးမဲ့အိမ်မဲ့နာဂစ်ပြလိုက်တာရခိုင်ပြည်နယ်ရွာကျွန်းပေါ်တော့အထီးဆုံးပေါ့ရန်ကုန်တိုင်းဒီဘက်ပဲခူးတိုင်းတောက်ရှော့ ်နော်တခါကိုဗစ်ဖြစ်တယ်ကိုဗစ်ဖြစ်တဲ့အချိန်မှာဒေါ်ဆန်းစုကြည်အစိုးရဥဆောင်တဲ့အချိန်မှာတော့ကောင်းကောင်းထိန်းချုပ်နိုင်တယ်အဲ့ကိုဗစ်ဖြစ်နေတဲ့အချိန်တော့တွင်းမှာမလာကအာနာယူတယ်နော်ပြည်သူတွေရဲ့အသက်ကိုလုံးဝကိမ်းမဆိုင် ကိုဗစ်မှာလည်းပြည်သူတွေကအာဏာရှင်ကိုလည်းတော်လှန်ရကိုပြည်သူချစ်ချင်လဲစောင့်ရှောက်ရတခါမီးလောင်နဲ့ရေကြီးရပြီးခဲ့တဲ့နှစ်ကရေကြီးတာမျက်မှီမှာပေါ့အခုစကားအခြေပြုငလျင်ကြီးကြီးကြီးပဲစကားမန္တလေးနေပြီးတော့ တော်တော်ထိသွားတာနော်အဖျားခက်တဲ့ဘန်ကောက်တောင်တော်တော်ထိတယ်ဒီရုပ်ပြည်ယွန်နံဘတ်မှာလည်းအဖျားခက်သွားတာကျွန်တော်ဒီစကိုင်းပြည့်ရွေကျော်ကြီးဆိုတာကနာမည်ကြီးပြသူတို့အင်္ဂလိပ်လိုခေါ်တာတော့စကိုင်းဖော့လို့ခေါ်တယ်အကြီးကြီးမှအကြီးကြီးအဲ့ဒါကြီးကစကိုင်းကနေဆင်းလာတောက်ရှော့နော် ျွန်တော်တို့ရန်ကုန်ပဲခူးအထိရောက်တယ်။နည်းနည်းတော့မဟုတ်ဘူး။ကြည့်ကြည့်ရယ်။အခုဖြစ်တဲ့ငလျင်ကတဘာဝတစ်ခုတည်းမဟုတ်ဘူးပြတိလားတကယ်ပြောကြကြည့်ဆိုရင်လေ စက်ကောင်စီကအကြံဖတ်စစ်တပ်ကနေ့စဉ်အဲ့ဒီပေါင်900ဘုံနေနဲ့ချဲတာချဲတာချဲတာတွေကအဲ့ဒါတွေရဲ့ contribution ပေါ့အဲ့ဒါတွေကတော့တော်ပြီးစွတ်တယ်လို့ဖြစ်တယ်အဲ့ဒါကြီးကပါလောက်တယ်ဘာကြောင့်လဲဆိုတော့အောက်မှာကငကိုတွေကဒီအကြီးကပြည့်ပြည့်ကြော်ကြီးကရှိပြီးတော့အချင်းချင်းပတ်တိုက် အရာကိုအပေါ်ကနေပြီးတော့ pressure အဲ့ပေါင်900ဘုံနေနဲ့တော်တော်ပြီးဘုံနေနဲ့ကျဲချမှာတော့ဟုတ်ဖြစ်ပြီအရင်စတော့တကယ်တကယ်ကြတော့အားလုံးရဲ့တရားခံကမင်းအောင်လိုက်အပါဝင်မြန်မာစစ်တပ်ကလူမဟုတ်တဲ့တရိษံနေကြမှာ အဲ့ဒီတရိတ်ဆန်တွေကိုအောက်ကနေအယိုးကိုက်ပြီးတော့ဝိုင်းဟောင်ပေးနေတယ်စခရခဒီကောင်တွေမှာတာဝန်ရှိတယ်ယနေ့ငလျင်လှုပ်တယ်တိတ်ဆုံးတယ်အကူကြီးမရဘူးအချိန်မီမကယ်စင်နိုင်ဘူးဒါတွေအားလုံးရဲ့တရားခံကဒီကောင်တွေပဲဗျဒင်းလို့ပဲဒင်းလို့ကြောင့်ဖြစ်တာတကယ်လို့သာကျွန်တော်တို့တိုင်းပြည်မှာ ကျွန်တော်တို့တိုင်းပြည်မှာတကယ်ကိုဒီမိုကရေစီအစိုးရအုပ်ချုပ်နေတယ်ဆိုလို့ရှိရင်မြန်မာပြည်ကြီးကလည်းဒီအာဏာရှင်ကိုမတော်လှန်နေရဘူးဆိုရင်ကျွန်တော်တို့တဘာဝဘေးအန္တရာယ်ဆိုတာကောင်းကောင်းကာကွယ်ထိန်းချုပ်လို့ရတာပေါ့နရိုင်းတော့ပါနရိုင်းတော့ပါ Rosie or နာဒမောတာလီစောပါမင်္ဂလာပါနော်အဲ့တော့ဒီဘက်မှာပြည်သူတွေကအတိဒုက္ခရောက်နေတဲ့အချိန်မှာ မင်းရောင်လိုင်ကပြည်သူတွေကိုဝုန်းဆက်ကျဲနေတယ်။လေရင်သုံးလို့မရလို့ရှိရင်ပါရာဂလိုက်ဒါပါရာမော်တာတွေနဲ့တော့ဆက်ပြီးတော့ဝုန်းကျဲနေတယ်။အဲ့တော့ကျွန်တော်တို့ဒီရင်ဆိုင်နေရတဲ့ ဒုက္ခဆင်းရဲတွေအကုန်လုံးလွတ်ဖို့ဆိုလို့ရှိရင်တော့ဒီကောင်းနေမရှိမှရမှာဒီကောင်းနေရှိနေသွေးကျွန်တော်တို့ဒီဒုက္ခဆင်းရဲမျိုးစုံကအမြဲတမ်းခံစားနေရမှာ ဲ့တော့အခုဒီသူတွေဒုက္ခဆင်းရဲရောက်နေတယ်အထူးသဖြင့်မြူကြီးတွေမှာနော်နေရာဒီပေါ့ထိခိုက်သွားတဲ့ဒေသတွေမှာပေါ့ကျွန်တော်တို့ကကုညီကယ်ဆယ်ရေးလဲလောက်ရမှာပဲဘာတချိန်ထဲမှာပဲရန်သူကရန်သူပီတာနေတယ်။ဒီရတဲ့ဘုံကြီးဆက်ကျဲတယ် လေယာဉ်မြန်သုံးလို့မရရင်ပါရာဂလိုက်ဒါကိုသုံးနေတယ်အဲ့တော့ကျွန်တော်တို့ကဆက်ပြီးတော့နှွှဲရမှာပဲကျွန်တော်တို့အကြောင်းအရာတွေကိုကြည့်တဲ့အခါမှာနော်ရင်းမြက်ပေါ့ဗျာရင်းမြက်ကိုမျက်ခြေပြတ်သွားလို့မရကျွန်တော်တို့ရဲ့ဥတီချက်ကိုမျက်ခြေပြတ်သွားလို့မရကျွန်တော်တို့တောက်လျှောက် ဒီတော်လိုင်းနဲ့တူတူဖြတ်ကျော်လာခဲ့ပြီးပြီကိုဗစ်ကိုကျွန်တော်တို့ကျော်လွှားခဲ့တယ်မိုးသည်တဲ့ဆိုရွာသွင်းမှုရေကြီးမှုဒါတွေကိုကျွန်တော်တို့ကျော်လွှားခဲ့တယ်မီးပြေးတွေကျွန်တော်တို့ကျော်လွှားခဲ့တယ်ယခုငလီလည်းကျွန်တော်တို့ကျော်လွှားကြရမှာပဲကျော်လွှားနိုင်မယ်လို့ကျွန်တော်ယုံကြည်တယ် ျွန်တော်တို့မြန်မာနိုင်ငံသားတွေမြန်မာပြည်သူတွေကတာဝန်ကျပြီးသားပါအကောလုံးကိုတာဝန်ကိုယူပြီးတော့လုံရှိတာကိုလုံနိုင်တာကိုဝိုင်းလုံနေတာကိုကျွန်တော်မြင်ရပါတယ်ဒီအတွက်လည်းကျွန်တော်တို့အားတက်ရတယ်အဲ့တော့လောက်ကင်ထားတဲ့ကျွန်တော်တို့အရက်သားပြည်သူတွေက ကျွန်တော်တို့ဓမ္မဘတ်တော်သားတွေက သူတို့လုတ်လို့ရတဲ့ပုံစံနဲ့သူတို့ကုညီကယ်ဆယ်ရေးတွေလုပ်တာကိုကျွန်တော်တို့လက်ခံပါတယ်အားပေးပါတယ်အဲ့တော့ကျွန်တော်တို့ဒီဘက်ကเนาะအရေးတော်ပုံတက်သားတွေအနေနဲ့ကဒေါ်လာ8တက်ဖွဲ့တွေအနေနဲ့ကလည်းကိုလုတ်เสียရရှိတာလုတ်နိုင်တာကိုဆက်ပြီးလုတ်ကြရမှာ ရန်သူကရန်သူပိသနဲ့ကျွန်တော်တို့ကဒီရန်သူရဲ့နော်အမြင့်ပြတ်ချိန်မုံကြီးရန်သူကိုအမြင့်ပြတ်ချိန်မုံကြီးဒါကိုကျွန်တော်တို့ကမျက်ခြေပြတ်သွားလို့တော့မရဘူးဗျလက်ရှိကျွန်တော်တို့ဖြစ်နေတဲ့ပုံမှာကျွန်တော်တို့လည်းစိတ်ထဲမှာနော်တော်တော်ထိခိုက်တယ်ထိခိုက်တာပေါ့လူတွေပဲဗျအဲ့ဒီထက်ပါမှာ

ဲ့တော့တာဝန်ကိုစီရှိကြပြီပေါ့နော်တာဝန်ကိုစီရှိကြသည်ဆိုတော့ကျွန်တော်တို့ဒီဘက်ကအသက်ကိုပင်ပဒါနာမထားနော်အသက်ကိုပင်ပဒါနာမထားလက်နက်ကြိုက်တော်လန်နေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်တွေသူတို့လည်းသူတို့လုံးဆရာရှိရသူတို့ဆက်လို့အောင်ပါပဲတဘက်ကကျွန်တော်တို့လက်နက်မကင်ထားတဲ့ပြည်သူတွေနော်ပြည်သူတွေသူတို့လည်းကူညီကြစေအချင်းချင်းဆောင်ရှောက်ရေး ဒါတွေလုတ်ကြအောင်ပါပဲနိုင်ငံတော်ကူညီရေးတွေတကယ်ထိရောက်နိုင်လားဆိုတော့စက်ကောင်စီနဲ့တွားရင်တော့မထိရောက်နိုင်ဘူးလို့ပဲကျွန်တော်ပြောရမှာပါနော်ကျွန်တော်နာဂစ်မှာပြန်ကြည့်ကြည့်လားနာဂစ်မှာပြန်ကြည့်ကြည့်လား နိုင်ငံတကာကူညီတွေကဘယ်ကိုရောက်သွားသလဲနော်ဆိုတော့ပြည်သူရှိဟိုရောက်ဖို့ဆိုတာကတိတ်မလွယ်ဘူးဘာကြောင့်လဲဆိုတော့မလာဂျမ်ပါစစ်တပ်နဲ့အဲဒီစခရက်ခတွေကဘယ်တော့မှလူမဟုတ်လို့လူအသိဉာဏ်မရှိလူအသိစိတ်တည်းမရှိဘူး ဲ့တော့တို့ကတို့ကိုဂျိုးစီပါတို့အတ္တအတွက်တို့ပဲလှုပ်မှာကျွန်တော်တို့ပြည်သူတွေကတို့စင်းနဲ့မထည့်ဘူးပြ photo opportunity အနေနဲ့ဓာတ်ပုံရိုက်ပြီးတော့သစုံတစ်ခုတော့လုပ်ရလုပ်လိမ့်မယ်ကျန်တာကတို့စစ်တပ်အသားပိုင်းနဲ့တို့အတိုင်းဝိုင်းအတွက်ပဲလှုပ်မှာပဲဒါတော့သိကြတယ်အဲ့တော့ နောက်နိုင်ငံတကာအခုလောဆယ် plus လုပ်တဲ့အခုညီကကြည့်ကြည့်လိုက်ပြနည်းနည်းလေးမှနည်းနည်းလေးနော်တော်တော်နေတယ်ငါကထိုင်းကလေးငယ်73ရောင်ကြောက်ကူထဲမှာပိတ်မိနေတော့ဟာနိုင်ငံတကာကကူညီမယ်လို့ plus လုပ်တဲ့ဟာ ဘလောက်များတယ်လဲမြင်အောင်ကြည့်ကြည့်တယ်ပေါ့အခုကျွန်တော်တို့ပြည်တွင်းသတင်းတွေမှာတော့ထောင်ကနန်းလောက်တည်ဆုံးနေလို့ကျွန်တော်တို့သတင်းတွေစပါနေပြီတချို့မှန်းတာတောင်ကနန်းလောက်အထိသွားနိုင်တယ်လို့မှန်းကြတယ်အဲ့ဒီကနေပြီးတော့သိန်းကနန်းအထိရှိသွားနိုင်တယ်ဆိုပြီးတော့မှန်းကြတယ်နော်